အခုနောက်ပိုင်းပေါ့ဒီ Thai နေအနေနဲ့မြန်မာတွေပေါ်မှာအနှဲငယ်တော့သူတို့ရဲ့အမြင်နဲ့အမြင်တွေကတော့ဟိုနည်းနည်းဟိုအစင်မပြေတဲ့ဟာမျိုးတွေတခါတရံတွေ့ရတတ်တယ်ပေါ့နော်ဥပမာ social media တွေပါတယ်ပေါ်မှာတခုခုသတင်းတခုခုတက်လို့ဒီထဲမှာမြန်မာပါပြီဆိုလို့ရှင် Thai နေကအာဒါမြန်မာတွေပဲဒီသူတို့ပဲရောက်လာပြီးတော့ဟိုငါတို့ ရဲ့အလုပ်တွေကိုကြီးစိုးနေပြီးငါတို့ရဲ့ဟိုရပိုင်ခွင့်တွေကိုသူတို့ပဲယူနေပြီးဆိုတဲ့ဟာမျိုး comment တွေတော်တော်များများတွေ့ရရပေါ့နော်ဒါပေမဲ့ညီမအနေနဲ့တော့ဒီလက်တွေ့ဒီနေ့စဉ်ဘဝမှာဆိုလို့ရှိရင်တော့အဲ့လောက်ထိမဆိုးဘူးလို့တော့ခံစားရတယ်ဒါပေမဲ့ဒါကလည်းညီမရဲ့ဒီကျောင်းသူတယောက်ဖြစ်မှုအပေါ်နဲ့ဒီညီမရဲ့ဒီဟိုနေ့စဉ်သွားလာတဲ့ဟာကကန့်သက်ချက်ရှိမှုပေါ်မှာလည်းမူတည်နိုင်တယ်ပေါ့เนาะအပြင်မှာတော့ဒီ time တွေကဟိုမြန်မာလားလို့မေးလို့ရှိရင်နည်းနည်းတော့ဟိုဘယ်လိုလဲ တွန်းတွန်းဆုတ်သွားတဲ့ communicate လုပ်ဖို့တွန်းဆုတ်သွားတဲ့အခြေအနေမျိုးတွေလောက်တော့ဟိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အရင်ဟို violent ဖြစ်တဲ့အမြင်မျိုးမုံတီးမုံတရားတွေဖြစ်နေတဲ့ပုံစံမျိုးတော့ညီမအနေနဲ့လက်တွေ့မှာတော့မကြုံရသေးဘူးတရားမှုရှိပါတယ်ဒါကတော့ဒီအခြေအနေအချိန်အခါပေါ်မူတည်ပြီးတော့ပေါ့နော်ပြီးဟိုကိုယ့်ရဲ့လောက်ရဲ့ပုံမှာလည်းမူတည်ပါတယ်နော်အဲ့ဟိုဘယ်လိုပဲနေနေကိုယ်ကဧည့်တယ်ဖြစ်တဲ့အတွက်ဟို အရှင်ကျင်းနှောင်းနေရမယ်ပေါ့နော်အရှင်မကျင်းနှောင်းရင်အရှင်ကတော့ဟိုမောင်းထုတ်ရင်လည်းခံရမှာပဲအဥမာချင်းမိုက်လိုအနေထားမှာဆိုရင်တော့သူတို့ဟိုရှမ်းမိုက်ဂရန့်နေရှမ်းမိုက်ဂရန့်ဟောကရပိုများလေးရှိရဆိုတော့လေရှမ်းနေများဆိုတော့သူတို့ဥမာဒီမှာရှိပြီးသားထိုင်း community နဲ့လည်းသူတို့ကဘာသာစကားချင်းရောရှင်ချင်းမှုချင်းရောကျွန်တော်တို့ထပ်ပို့ပြီးတော့ပေါ့နော်ပြီးမှားလာလာလေးပို့ပြီးတော့မတိမ်မင်းရှိရဆိုတော့သူတို့အတွက် social cohesion ကိုဥတည်သွားတာ အနေနဲ့အများနောက်ပိုင်းရောက်လာတဲ့မြန်မာပြည်မှာလူအုပ်စုတွေထက်စာရင်တော့ပို့ပြီးတော့အလွယ်ခဲလောက်လိမ့်မယ်လို့ထင်တယ်ဗျအဲ့လိုမျိုးလည်းရှိသေးပါတော့အဲ့တော့အခုနောက်ပိုင်းဆိုရင်တော့ဘယ်လိုရှိလာမလဲတော့မသိဘူးမြင်ကြားနေရတဲ့ဟာအရာတော့ဆိုရင်တော့ထိုင်းဘက်ကတော့ပို့ပြီးတော့အအရင်ကတော့ဒီရှေ့ပြောင်းလာတဲ့လူတွေအပေါ်ပို့ပြီးတော့ဟိုဘယ်လိုပြောမလဲလိုချင်ချင်း အဲ့လိုလက်ခံနေဆိုတော့သဘောထားမျိုးကနေပြီးတော့ရှင်းကြလာနေပြီးတော့ထင်တယ်အဲ့ဒါကလည်းဒီကဘာကြီးရဲ့ trend အတိုင်းပဲဖြစ်နေရလို့လည်းကျွန်တော်မြင်တယ်ကဘာကြီးမှာလည်းအဲ့လို anti immigrant trend ဖြစ်နေဆိုတော့ speed matter ရဲ့ပြည်သက်တွေကရောအခုမေးခဲ့တဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ